ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်မိဘပေါ်မှာအိုးကြီးနှလုံးနဲ့ထမင်းတဲထားတော့မာလာကငရုတ်သီးတွေလှီနေပါတယ်မာလာဟာဟင်းခက်မွေးကြိမ်တွေပြင်းစင်းရင်းနဲ့ရေးရွနေပါတယ်ဖခင်ရေငါတော့မြေရင်ဆော်လောင်မှုတိတ်နေတဲ့မိသားစုတွေကိုလက်ထပ်ဝင်မိရပဲနေထွက်တာနဲ့သူတို့ကကြွေးလို့နွားလို့စားချင်နေကြပြီး ်ချွေးမာလီချွေးမာလီရေမနက်စာဆင်သင့်ဖြစ်ရင်လာပြီးချပေးတော့လေအဖေမဆောင်နိုင်တော့ဘူးဘိုက်ကရင်းစားလာပြီချွေးမာလီရေတက်တော့မယ်ဖေးရေခဏလေးနော်အမလေးငါရောက်ကတည်းကလည်းစိတ်ကူမရှိဘူးငါအတွက်ငါတော့စားစရာမပြင်းရသေးဘူးအိမ်မှာလူကစိတ်ရောက်ရှိတဲ့ကိစ္စကိုလူတယောက်တည်းကပဲစိတ်ရောက်စာကိုချက်ပြုတ်ပြီးနေရတယ်ရှောင်းမသိုးသားဟင်းနဲ့ငရုတ်သီးလေးပို့ထည့်ပြီးတော့မက်စလာလေးပါတိချာလုပ်ပြီးုံတော့အဲ့တော့မှရတာပို့ရှိပြီးတော့စားလို့ကောင်းတာအေးပါရောက်ပါရဲ့ ဒီယတနာဆိုရရောက်မှလေငါ့ကိုဒုက္ခပေးဆုံးပဲဒီနေ့နင်တို့အကုန်လုံးငါနဲ့တွေ့မယ်နေရွက်ကနေငွေရီထွက်သွားတဲ့အထိလေးဆက်ပြဲလန့်နေအောင်ချက်ပေးလိုက်မယ်ဒီလိုမှငါစိတ်ချမ်းသာမှာပြရရင်မိဖို့ကြောင့်ငါ့အတွက်အကျဉ်းထောင်လို့ပဲလက်ထမိတာနောင်နာတော်ရနေပြီမန္တဟာသူ့ရောက်ခမရီမနက်စာပြင်ဆင်ခိုင်းတာကိုဘာလို့ဒေါသထွက်နေလဲဆိုတာသိချင်ရင်တော့အတိတ်ကိုပြန်ပြောရပါလိမ့်မယ်အသည့်ဆက်ဆက်သူတို့သမီးလေးမန္တဟာအဆူအကောင့်ရင်းနေပြိုနေသူတွေချမ်းမှာရက်နေခဲ့ပါတယ် အကုန်လုံးကပြုံးနေကြပြီးမန်လီတွေကလည်းပြုံးရှင်စွာကနေကြပါတယ်ပင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 ်လက်ထက်ချင်းဆိုတဲ့သကလုံးလေးတစ်ခုပဲထိတ်လန့်စရာပါပဲကွယ်လက်မထက်ကြပါနဲ့ပြီးမှမင်းတို့နောင်တရလိမ့်မယ်မင်းနဲ့တူမီးထုံးပွဲမှာပျော်ကြမယ်ငါတို့ပျော်ရွှင်ရင်ကြီးကောင်းနေလိမ့်မယ်ချေကူကြီးရတော့ခလီထင်းရပါလိမ့်မယ်ကွယ်ညီငယ်ရဲ့ကူကြီးဟာတခြားတယောက်ရဲ့ချစ်သူဖြစ်သွားပါပြီကွယ် ပြီးတော့ရောက်ခမကလည်းသူတောင်းရီရဲ့တန်စင်အတိုင်းလိုက်ကရင်နဲ့တချင်းဆက်ဆိုခဲ့ပါရီငါတို့ရောက်ခမဖြစ်သွားပြီလေကွယ်ငါ့ဦးကြည့်ပါဦးရောက်ခမဖြစ်သွားလို့ကိုင်ကြီးလေးဝှထားတယ်ငါပစိုးလေးကတော့လန်ဒန်ကဝှထားပြီးဖြူစွဆူလေးပါကွယ်ပြီးတော့ဒေါ်တိန်ဝင်းနဲ့ယရနာကပါတချင်းဆိုရင်ဝင်းကလိုက်တော့အိနီနာချင်းတွေတောင်မနာလို့ဖြစ်ကုန်ကြပါရီငါတို့ channel ကိုဘာလာလောက်ကြတာလဲငါတို့ channel ကိုဘာလာလောက်ကြတာလဲ ငါချွေးမလေးနာမည်ကမာလာရဲမာလာချီရတဲ့ချွေးမလေးရဲ့နာမည်ပေါ့တမိသားစုလုံးကချွေးမတဲ့လေးရောက်လာလို့ပျော်နေကြတာကြည့်ပါဦးမတ်တင်ဝင်းကိုကြည့်ပါအောင်တော့မာလာကိုလေရတနာလေးလိုပဲတံမိုးထားနေလိုက်တာမာလာဟာရောက်ခမမိသားစုကတချင်းတွေနဲ့ကြိုးစိုးလို့ပျော်နေရပါတယ်သူရောက်ခမမိသားစုမှာမတ်လေးက3ယောက်ရမက2ယောက်ရောက်ခမလင်းမယားရဲနဲ့အရာရာကိုအပြည့်ရှာတတ်တဲ့အဖွားတယောက်တို့ရှိပါတယ် ငါတို့မိသားစုကနေကြိုဆိုပါတယ်နော်ချွေးမလေးချွေးမလေးကရောက်လာပြီဆိုတော့အမေမိဖို့ကြောင့်ဝင်စရာမလိုတော့ဘူးပေါ့ဟဲ့မြေးချွေးမလေးဘာလို့ဒီတိုင်းရက်နေရလဲအဖေါကလာပြီးတော့ယူသေးပြုံးလေဟုတ်ကဲ့ပါအဖေါအေးအေးပြောရွှေမစီကွယ်ချွေးမတွေကစိုးစုံထရတာအေးရရိုးရပဲအဖေါပြောတာနားလည်ရလားမလားဖေါကျွန်တော်တို့ပြင်ပန်းနေပြီအနားယူတော့မယ်အေးပါအေးပါ မင်းမိမောက်အဖွားစုကနေကဲတင်ပေးရပေါ့လေလင်မယောင်းနေအောင်နားယူဖို့သွားနေချိန်မှာပဲယရနာကပြောခဲ့ပါတယ်ဆောင်းမဒီနေ့ပြရဲ့ကတိကိုတီးရမယ်နော်မနေ့ပြင်ကြရင်ညီမတို့စားကျင်တာအကုန်လုံးချက်ကျူးရမယ်နော်မာလာလေးယရနာစကားကိုတမန်ကရှင်ကားပြီးနားထောင်ပြီးအနားယူဖို့သွားလိုက်ပါတယ်နောက်နေ့မနေ့မှာတော့မာလာဟာအစိုးထားပြီးအင်းအလုတ်တီးလုတ်ခါရေးချိုးလိုက်ပါတယ်ပြီးတော့မိဖုကန်းလေးကိုသွားခဲ့ပါတယ်တနောက်စီအောင်ချွေးမကမိဖုကန်းတဝက်လောက်ရှိတဲ့ အဲ့အပုံလိုက်ကြီးကိုမြင်ပြီးမှင်းသက်သွားခဲ့ပါရဲ့။ဖျားကြီးဒါကတူလောင်ရုံမဟုတ်ဘဲနဲ့မိဖို့ခံမှာနော်။စိန်ကြီးတွေကိုအများကြီးပဲ။ငရုကမငယ်လူကြီးကထမင်းစားရတာတော်တော်ကြိုက်ကြပုံမဲ။ကဲပါလေမင်းဆာပြင်းမပါ။ပလာတာလေးပဲလုပ်လိုက်မယ်။မင်းဆာကိုပုတ်ပုတ်ပါပါပဲစားတက်ကြတာထင်ပါရဲ့။အလူတွေးပြီးချွေးမအစ်တလေးမာလာလေးဂျုံဦးလိုက်ရှာပါရဲ့။မိဖို့ကြောင့်မှဂျုံထိန်ထားတဲ့ဦးတတိလေးကိုတွေ့သွားပါရဲ့။သူရောက်ခမနဲ့ရောင်မနဲ့ရောင်လေးမိဖို့လေးကိုရောက်လာကြပါရဲ့။ အစိုးရထနေရပဲငါချွေးမလေးရဟုတ်ကဲ့မေတမိမနဲ့စာပြင်းတော့မလို့လေဒါပေမဲ့ဂျုံဝနည်းနည်းပဲရှိရဲလူရီယာအများကြီးလောက်မှမဟုတ်ဘူးမေဟုတ်တယ်ရောက်မှဂျုံဝနည်းနည်းပဲရှိရာအင်းရဲ့လူရီယာဂျုံနဲ့လုတ်တဲ့မုတ်တွေကိုမစားကြဘူးလေတမိစားရတာပဲကြိုက်တာမနဲ့စာဆိုရင်လည်းတအိမ်လုံးကတမိမဲစားကြတာအဲ့တော့ကြားပြီးဘာသာလေးတယောက်ထင်းတွေးလိုက်ပါရယ်ခရီးမင်းဆောင်ဘသူကထမင်းစားလို့လဲငွေခမိုင်ရလူရီယာထမင်းကိုဆွဲလဲနေကြတာထင်းနေချွေးမလီ ။ဘာတွေတွေးနေရလဲ။အချိန်နှီးဖြုံးမနေနဲ့တော့လေ။ခဏနေကြရင်လူတိုင်းထလာပြီးတော့မနက်စာစားချိန်ကျတော့မှဆန်ကဆယ်ပုံလောက်ကိုတိချပြပြီးတော့အိုးကြီးနှလုံးနဲ့ချက်လိုက်တော့အဲ့ဒီအိုးထဲမှာအမေရောကလေတအိမ်လုံးလုံးလာတာကွယ်။ရုပ်ပြတာနဲ့ရောက်ကမနဲ့ရောင်းမာတွေလည်းထွက်သွားကြပါရဲ့။မာလာကတော့ဆန်ဆယ်ပုံဆိုတဲ့စကားကြားပြီးဒေါသထွက်သွားခဲ့ပါရဲ့။ဒီလူတွေကတော့ငါနဲ့ရန်ဖြစ်ချင်နေတာပဲ။တမနဲ့တင်တဲ့ဆန်ဆယ်ပုံစားတော်မှမကောင်းဆိုးဝါးတွေလိုပဲ ငါစိတ်ကိုလာစွနေကြတာပဲ။ကဲမလာရီကျူးစွလိုက်စမ်း။မလာဟာဆန်းရွေးရင်နဲ့ပြန်မှန်းလာခဲ့ပါသည်။သမေးအိုးကိုကရဝေးရွယ်လေးထဲကတေးထားတော့အာလူးလိပြီးတော့အာလူးဟင်းလေးလေးချက်လိုက်ပါသည်။အနာကြမှာမင်းဆာပြင်ဆင်ပေးလိုက်ပါသည်။သမေးမကန်မြင်းသားနဲ့အငဲမရစားကြပါတော့တယ်။ဝါ၊မကြီးဘဲဆန်းကိုတုံးပြီးချက်ထားတာလေ။မကြီးလည်းရကရင်းစားလို့ကောင်းတာပဲ။ဆောဆောစီစီချီချူးခံရလို့ပျော့သွားပြီ။ ။ထမင်းပဲမစားနဲ့လေ။အာလူဟင်းလည်းစားအောင်။ထမင်းကိုဒီတိုင်းကရဝီရွက်လေးနဲ့တင်တော်တော်စားကောင်းနေပြီမိမရဲ့။ဟင်းနဲ့မစားတတ်ဘူး။အာလုံးကမနေ့စားစားပြီးသွားကြပါလိမ့်။ကျင်းနေအာလူဟင်းတွေကိုကြည့်ပြီးမာလာတောတာထွက်သွားပါလို့တင်။ခွေးတွေကထောပတ်မကြိုက်ဘူးဆိုတဲ့စကားမှန်လိုက်တာဆိုပြီးတော့လေတွေးမိလိုက်ပါလိမ့်။အာလုံးစားပြီးတော့မာလာလေးမနေ့စားစားလိုက်ပါလိမ့်။မနေ့စားကိုပလာတာစားနေကြသူဆိုတော့စားရတာမတင်းတိမ်ရှာပါဘူး။ ီလိုနဲ့ပင်တနေ့တောင်ကုန်းဆုံးသွားကရရောက်လာခဲ့ပါတယ်။အမေညစာအတွက်ပလတာဘယ်နှချက်လုပ်လိုက်ရမလဲ။ပလတာဆိုတဲ့အတန်ကြာလာနေထမင်းမင်းစားခြင်းကြတဲ့ရောက်ခမအဖွားကြီးကစူလိုက်ပါတော့တယ်။ညစာဘသူကပလတာစားလို့လဲဟဲ့ထမင်းမစားဘဲနဲ့ငါဖြစ်ဘိုက်မဝပါဘူး။ပါလာလေအဖွားနဲ့ရောက်ခမကိုစကားအနည်းငယ်ပြောပြီးမိဖို့ကန်းစီချိန်ဆောင်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲပါလာဟာမနေ့အစိုးကြီးထားပြီးထမင်းချန်နေတော့ တနေကုန်ထမင်းဟင်းချက်နဲ့ပင်နေတိုင်းလုပ်နေရပါတယ်။သူမတယောက်သေးပင်ပင်မနေခြင်းပြင်းရတဲ့မိသားစုတွေကတော့ထမင်းစားသပွဲမှာအသင့်ထမ်းပြီးစောင့်နေကြတာပေါ့ကွယ်။ကျွေးမလေးရေအဖေအခုတလောအားမရှိသလိုပဲကွယ်။ဘယ်အားရှိမလဲ။တနေကုန်တနေကထမင်းမဲနှိမ့်စားနေရအောင်။ပလာတာလေးပါလီပြောင်းစားအောင်ပါပေါ့။ဂျုံဝတ်မှာအားဖြစ်တဲ့ကိစ္စအိုး။ဘာပြောလိုက်တာလေကျွေးမလေး။ဘာမှမပြောပါဘူးဖေစကားမဆက်ဒီနေ့မနက်စာကိုပလာတာလေးလုံးလိုက်ရမလားလို့ ပေါ်ပေါ်ပါနဲ့စာကြည့်မြင်အောင်လို့လေအင်းဘိုင်းဝအောင်စားမှကျင်းတ်တာသမီးမဲချက်ပြီနော်အဖေတူးတာဝေပြီမေတူးတာဟင်းချက်ပြီတောက်ကြလိုက်တော့မလာလေးဒေါသထွက်သွားပြီးမိဖို့ရိတော့ကသမီးအုပ်ကိုပြစ်ချလိုက်ပါရယ်ဥပ္ပဝါသမီးအများကြီးနဲ့တွေမလုံလောက်သေးလို့တူးတာပုံလိုက်ပါပါလာသေးရယ်စိတ်တူလိုက်တာခဏကြာမှတော့ဥပ္ပကတူးတာဝေလာပါရယ်ဒေါသထွက်နေတဲ့မလာလေးမိဖို့ရိမှာချက်ပြုတ်နေရတော့တာပေါ့ မလီတယောက်ကမာလာကိုလှမ်းပြီးအော်ပြောလိုက်ပါတယ်။မကြီးရေမြင်မြန်ချက်ပါဗျာ။ဘိုက်စာလာပြီ။ချက်ပြုတ်နေရတာငါတယောက်တည်း။ဒီနိုကတော့လေထိုင်ရအနေမထအောင်ငါ့ကိုလုံးနေကြတာ။ယောက်ကမမိသားစုကလေတယောက်တော့ပေါ့နေမြင်မြန်ချက်ဖို့လှမ်းအော်နေကြပါတယ်။မာလာလေသူတို့အတန်းတွေကြောင့်ဆေးရှုပ်သွားပြီးထမင်းအိုးလေးပြုတ်ပြေးသွားပါတော့တယ်။ပြီးတော့သူသားတွေလည်းတူကုန်ပါလိမ့်။ကဲညနေတော့လောက်စာနေကြတာလေ စံပြုတ်လို့ထမင်းနဲ့တူတိုင်းရင်တူပဲချက်ကျွေးလိုက်မယ်။မန္တလေးထမင်းနေဟင်းတွေတွားချပေးလိုက်ပါရယ်။ရောင်မဖြစ်သူကအထွန်းတိုင်လိုက်ပါရယ်။အမလီရောင်မရဲ့ဘလို့လို့လိုက်တာလဲဒီလောက်စည်းကြီးရဲ့ဆံ哦။ဟုတ်တယ်ထမင်းစားခြင်းပါရယ်ဆိုမှ အခုစံပြုတ်ဖြစ်နေပြီ။ချွေးမလေးရဲ့တူတိုင်းဟင်းကလည်းတူးနေရာမိသွေးလုံးကြလို့ပတ်သွားဆိုင်ရတော့မှလဲ။အစားတောက်တော့ကျမကိုပဲလာခိုင်းမနေနဲ့လေ။ကျမမုံရောင်နေသူမှမဟုတ်တာ။ မနေတိုင်းမနဲ့စော်ကြီးထပြီးတော့ထမင်းနေဟင်းနေချက်ပြုတ်ပေးနေရရှင်တို့ကကျမကိုတခါလေးတော့လာကူညီဘူးလို့လားကျမလေကျမမေအင်ကိုပဲပြန်လိုက်တော့မယ်ရှင်တို့တလောက်ထမင်းကြိုက်နေတာကို့ဘာသာကိုပဲစိတ်ကြိုက်ချက်စားကြတော့မန္တန်ကအလိုပြောပြီးထွက်သွားတဲ့အခါမှာအပြင်းကြီးတဲ့ရောက်ခမမိသားစုလေးမာလာကိုလိုက်ပြီးတားကြတော့တာပေါ့မာလာအတက်ကတော့မနဲ့စောစောထပြီးထမင်းဟင်းချက်ရတဲ့ဒုက္ခလေးအေးသွားခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။